ရန်ကုန်သားတွေငလင်းအတွက်ဘလို့ကြိုပြင်ထားလဲလူဦးရေထူထပ်လာတဲ့ရန်ကုန်မြို့မှာအရေးအသွေးမပြေဝတဲ့အဆောက်အအုံများစွာရှိနေတာဖြစ်ပါတယ်။ရန်ကုန်မှာငလင်းကြီးတစ်ခုလှုပ်ခတ်လာပါက ထိခိုက်သေးဆုံးမှုများပြားမဲ့အရေးကိုပညာရှင်တွေကစိုးရိမ်နေကြပါတယ်။ ရန်ကုန်ဟာမြန်မာနိုင်ငံမှာမြင်းကလေးအနေရရှိတဲ့မြို့တွေထဲကတစ်မြို့ဖြစ်ပါတယ်။နှစ်ပေါင်းတော်ကြာငြိမ်သက်နေခဲ့တဲ့ငလင်ကြောင့်ရန်ကုန်မြို့မှာငလင်လုံမာကိုပညာရှင်တွေကစိုးရိမ်တကြီးစောင့်ကြည့်နေစေဖြစ်ပါတယ်။ကမ္ဘာပေါ်မှာမြန်မာနိုင်ငံဟာမြင်းကလေးအနေရအကြီးမားဆုံးနိုင်ငံတွေစည်ရင်းမှာပါဝင်နေပြီးပမာဏကြီးမားတဲ့အကြီးကမြင်းကလေးကြောကြီး၅ခုရှိပါတယ်။ ဒါအပြင်မကြာခဏလှုပ်ရှားနေတဲ့ပြည့်ရွေကြောများစွာလည်းရှိနေတယ်လို့သိရပါတယ်။မြန်မာနိုင်ငံဟာငလီလှုပ်ရှားမှုကိုဖြစ်ပေါ်စေတဲ့အ धिक သက်ရှင်ပြည့်ရွေကြီးတွေတည်ရှိနေတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။အဲ့ဒီပြည့်ရွေကြီးတွေကတော့သခိုင်းပြည့်ရွေ၊ကဘောပြည့်ရွေ၊ကြောက်ကြမ်းပြည့်ရွေ၊ကလတန်ပြည့်ရွေ၊မူးမိတ်ပြည့်ရွေ၊နမ်းမပြည့်ရွေ၊ရွှေလီပြည့်ရွေ၊ကာပွန်ပြည့်ရွေ၊မြောက်ဦးပြည့်ရွေစတဲ့ပြည့်ရွေကြီးတွေပါ။ ဒါအပြင်ပြည့်ရွေးငယ်များစွာလည်းတရှိနေတယ်လို့သိရပါဗျ။မြန်မာနိုင်ငံအဖျားပိုင်းကချင်ပြည်နယ်ပူတာအိုအနီးမှာစတင်ခဲ့ပြီးမုတ်တမပင်လဲကွေးအထိမြောက်မတောင်အထိရှိနေတဲ့သခိုင်းပြည့်ရွေးဟာအစိုးရဆုံးငလျင်ကြောကြီးတစ်ခုဖြစ်ပါတယ်။ဒါအပြင်သခိုင်းတိုင်းကလေးဝအနီးတောင်မြောက်တန်းလျက်တရှိနေတဲ့ကဘောပြည့်ရွေးပြင်ဦးလွင်အနီးမှာစတင်ပြီးတောင်ကြီးမြို့အနီးတောင်မြောက်တန်းလျက်တရှိတဲ့ကြောက်ကျန်းပြည့်ရွေး ချမ်းပြည်နယ်မြောက်ပိုင်းအရှိအနောက်တန်းလျက်တည်ရှိနေတဲ့မူမေးပြက်ရွေတွေဟာငလင်ကြောကြီးတွေဖြစ်တယ်လို့သိရပါဗျ။ငလင်ပြက်ရွေအသေး40ခန်းရှိတာကြောင့်ငလင်တန်းကို အချိန်မရွေးခန်းစားရနိုင်ပါတယ်။ငလင်ဟာကြိုတင်မခန့်မှန်းနိုင်တဲ့သဘာဝဘေးတစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ရှိအချိန်မှာခင်မီဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နလင်းကြောင့်အတိတ်ကာလကဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်တွေကိုပြန်လည်လေ့လာတွေ့ချက်တဲ့ဤပညာ phenomenology နဲ့နလင်းလှူရှားနိုင်တဲ့အလားအလာတွေကိုလေ့လာနိုင်ပြီဖြစ်တယ်လို့သိရပါဗျ။ 2012ခုနှစ်မှာမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့မြန်မာနိုင်ငံငလင်ကော်မတီဂျပန်နိုင်ငံကျိုတို တက္ကသိုလ်တို့နဲ့ပူးပေါင်းပြီး1930ပြည့်နှစ်မှာအင်အားပမာဏ9.3နဲ့လှုပ်ရှားခဲ့တဲ့ပကူးငလင်ဖြစ်စဉ်ကိုသူတေသနာပြုလေ့လာခဲ့ကြတယ်လို့သိရပါတယ်။အဲဒီလိုလေ့လာခဲ့ကြရမှာနှစ်ပေါင်း160အတွင်းတကြော့ပြန်လှုပ်ရှားနိုင်တာကို တွေးရှိခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေရညွှန်ကြားမှုဦးစီးဌာနမြင်းကလင်းဌာနခွဲနေပြည်တော်မှဒုတိယညွှန်ကြားရေးမှူးဒေါက်တာရင်မျိုးမင်းထွေးကပြောပါရယ်ငလျင်ဆိုတာတိတိကျကျခံမှန်းတွက်ချက်လို့မရတော့လဲပဲပေါ့1930ပဲခူးငလင်ဖြစ်စဉ်နဲ့ပတ်သက်လို့ကျွန်တော်တို့မကြာခဏဖြေကြားထားတာရှိပါတယ်1930ငလင်နဲ့ပတ်သက်ပြီးတော့အတိတ်ကငလင်ရဲ့ဖြစ်စဉ်ကို ပြန်လည်လေ့လာမှုအရာ ကျွန်တော်တို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဂျပန်နိုင်ငံတိုကျိုယူနီဗာစီတီနဲ့အတူမြန်မာနိုင်ငံကလင်ကော်မတီတို့ပူးပေါင်းပြီးတော့2010ခုနှစ်ကအဲဒီဘက်မှာသုတေသနပြုဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီမှာဆိုရင်နှစ်ပေါင်း160အတွင်းတကြော့ပြန်လဲလှုပ်ရှားနိုင်နေဆိုတဲ့အလားအလာမျိုးတွေ့ရှိရပါတယ်လို့သူကပြောပါတယ်အဲ့ဒီငလင်ဟာနှစ်160ပြည့်မှာမဟုတ်ပဲနှစ်160အတွင်းလှုပ်ခတ်နိုင်နေဆိုတာမျိုးရှိရဲလို့သူကပြောပါတယ်လက်ရှိမှာနှစ်ပေါင်း60ကျော်တရနီးပါးလောက်ဖြစ်လာပြီဖြစ်တဲ့အတွက်ကြောင့် သတိပြုနေထိုင်သင့်တယ်လို့သကိုင်းပြည့်ရွေရဲ့ရွေးရှားမှုနဲ့ပတ်သက်ပြီး1930ပကူးငလင်နေရာကိုပြောကြားထားတာမျိုးရှိတယ်လို့သူကပြောပါတယ်။ငလင်တွေဟာအခအားရော်စွာဖြစ်ပေါ်တဲ့ဘူမိဗေဒဆိုင်ရာဖြစ်ရပ်တွေဖြစ်ပေမဲ့ မင်းတို့ဟာမြေတီရှူရောင်းကနေမှကြိုတင်ခံမမ်းမရနိုင်ပဲအမြဲယုတ်တရက်မမျော်လင့်ပဲဖြစ်တတ်ကြပါတယ်။ဒါကြောင့်ငလျင်အနေရဲ့မြင့်မားတဲ့ဒေသတွေမှာနေထိုင်ကြသူတွေဟာငလျင်လှုပ်တဲ့အခါဘာလုပ်ရမလဲဆိုတာကိုသိရှိနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့နယ်လို့တဘာဝဘေးဆိုင်ရာကျွမ်းကျင်သူတွေက ပြောပါတယ်ရန်ကုန်မြို့မှာ1980ပြည့်နှစ်မှ2003ခုနှစ်အတွင်းတည်ဆောက်ခဲ့တဲ့အဆောက်အုံတွေဟာ နလင်ဒန်ခံနိုင်ရရှိမှုကိုထည့်သွင်းတွက်ချက်တိစောက်ထားခြင်းမရှိဘူးလို့သိရပါတယ်။ရန်ကုန်မြို့ဟာမြန်မာနိုင်ငံမြောက်ပိုင်းမှမုတ်တမပင်လယ်ကွေ့အထိ ကီလိုမီတာတထောင်ခန့်အကွာဝေးနဲ့တွယ်တန်းနေတဲ့သခိုင်းပြည့်ရွေအနီးမှာတည်ရှိပြီး1930ပြည့်မှာလှုပ်ခတ်ခဲ့တဲ့အင်အားခုနှစ်ရစ်ဒါစကေးအဆင့်ရှိ နလင်ကြောင့်ပကိုးမြို့မှာလူဦးရေ900ခန့်နဲ့ ရန်ကုန်မြို့မှာလူဦးရေ50ခန့်တည်ဆုံးခဲ့ပါတယ်။1930ပြည့်နှစ်မှာရန်ကုန်မြို့ရဲ့လူဦးရေဟာ၄သိန်းခန့်သာရှိပေမဲ့လည်းလက်ရှိအချိန်မှာလူဦးရေ9တန်းဝန်းကျင်ရှိလာတယ်လို့သိရပါတယ်။ဒါကြောင့်မြင်းငလင်းတစ်ခုလှုပ်ခတ်တဲ့ဒဏ်ကို ခံစားရရင်ဆုံးရှုံးမှုနဲ့ပျက်စီးမှုတွေကို မြေသူမြအခမ်းမန်းလို့မရနိုင်ဘူးလို့မြို့ပြတိဆောက်ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တယောက်ကပြောပါရယ်မြန်မာနိုင်ငံမှာ2012-2010နှစ်မတိုင်ခင်ကဆောက်လုပ်ထားတဲ့အဆောက်အုံတွေဟာကြံ့ခိုင်မှုအင်မတန်အားနည်းတဲ့အဲ့ဒီနောက်ပိုင်းမှာတော့အဆောက်အုံတွေကငလျင်တန်းခံနိုင်တဲ့ဟာတွေကိုထည့်သွင်းတွက်ချက် ဆောက်လုပ်လာကြတာကိုတွေ့ရတယ် အဲ့ဒီမတိုင်ခင်ကငလင်တန်းခံနိုင်ဖို့ထဲ့သွင်းတိဆောက်ထားတာမရှိတော့ဘူးလို့ထင်တယ်လို့သူကပြောပါတယ်။ဒါပေမဲ့ခုနောက်ပိုင်းတိဆောက်ထားတာတွေကလည်းငလင်နဲ့ပတ်သက်လို့ထဲ့သွင်းစဉ်းစားထားတာမရှိဘူးဆိုရင်1930ငလင်တုန်းကအခြေအနေမျိုးကြုံရတဲ့အခါခန္ဓာရည်အင်မတန်အားနည်းနိုင်တယ်လို့သူကပြောပါတယ်။အဲ့ဒီတုန်းကရန်ကုန်ရဲ့လူဦးရေကအကျန်းဖြင်းပြောရရင်နှစ်သိန်းကနေ၄သိန်းလောက်ပဲရှိပေမဲ့ အခုဆိုရင် လူဦးရေက6တန်း9တန်းဝန်းကျင်ဖြစ်နေပြီလို့ဆိုပါရယ်အဲ့ဒါကြောင့်အများကြီးသတိထားရမှာဖြစ်ပါတယ်သို့တော်လည်းပဲအဲ့ဒါကြီးကိုတီးပြီးကြောက်လန့်နေစရာမလိုဘူးနလင်းကလူကိုသေးစေတာမဟုတ်ဘူးအဆောက်အုံတွေက လူကိုသေးစေတာ အဲ့တော့ခန္ဓာရေအားနည်းနေတဲ့အဆောက်အုံတွေကိုပြန်လဲမွမ်းမံပြင်ဆင်တာမျိုးတွေလှုပ်ထားတဲ့နယ်လို့သူကပြောပါတယ်။မလင်းဆိုတာဟာလူအများကို ထိခိုက်အောင်တိုက်ရိုက်လုပ်နိုင်စွမ်းနဲ့ပါလွန်းလာပါတယ်။ ငလီလှုပ်တဲ့အခါငလီကလူတွေကိုတက်တာထက်လူတွေတိဆောက်ထားတဲ့အဆောက်အုံတွေကသာလူတွေကိုတက်ပစ်နေတာပါရန်ကုန်ကအဆောက်အုံတွေဟာငလီလှုပ်နိုင်တဲ့ရဝန်းမှာဆောက်လုပ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ငလီတန်ခံနိုင်ရေးစံချိန်မမီတဲ့အဆောက်အုံတွေကပုံများနေတယ်လို့ကြမ်းကျင်သူတွေကပြောပါတယ် ငလီနဲ့ပတ်သက်ပြီးရန်ကုန်ကိုထည့်သွင်းမစင်းစားကြတာကရန်ကုန်ဟာ ငလီနဲ့အလွန်ဆိုင်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်ရန်ကုန်နဲ့ငလီမဆုံတာလည်းကြာလွန်လာပြီဖြစ်တာကြောင့်လူတွေဟာငလီအနေရကိုမေ့လျော့နေကြတာလည်းဖြစ်နိုင်ပါတယ်ငလီဆိုတာမျိုးဟာ နှစ်ကြာရင်လှုပ်ခတ်မှုအင်အားပိုပြင်းတတ်တာမျိုးပါနှစ်နေရင်တော့အင်အားနေတယ်လို့သိရပါတယ် နလီနဲ့အလန်းဝေးသလိုဖြစ်နေတဲ့ရန်ကုန်မြို့မှာပြီးခဲ့တဲ့မေလ6ရက်ညပိုင်းမှာတော့နလီနှစ်ကြိမ်တိတိတတ်တာလှုပ်ခတ်ခဲ့ပါတယ်။ည9နာရီမိနစ်40မှာတစ်ကြိမ်၊ည10နာရီ58မိနစ်မှာတစ်ကြိမ်မိနစ်ပိုင်းသာခြားပြီးနလီနှစ်ကြိမ်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်တိုင်းလဲကူးမြို့နယ်ဇရက်ကွင်းအနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြုတယ်လို့သိရပါတယ်။ ပထမအကြိမ်လှုပ်ခတ်ချိန်ကအင်အားမဂနီကျူးနှင့်တသမနှစ်လို့သိရပြီးဒုတိယအကြိမ်မိနစ်ပိုင်းခြားပြီးထပ်လှုပ်တဲ့ငလင်ကမဂနီကျူး3တသမ9ဖြစ်ကလှုပ်ခတ်မှုကိုတိတိတတ်တာခံစားရတယ်လို့မြို့နေလူလူကဆိုပါတယ်။ အထက်မြင့်တိုက်ခန်းနေပြည်သူတွေဟာလမ်းမတွေပေါ်ပြေးဆင်းခဲ့ကြတဲ့အထိထိတ်လန့်ကြဖြစ်ခဲ့တာပါငလင်းလှုပ်သွားလို့ရက်ွက်ထဲမှာဝုံတိုင်းကျဲစူညံပွက်လို့ရိုက်သွားတယ်စူညံလွန်းလို့မိပါလောင်နေထင်နေတာတိုက်ပေါ်ကဆင်းပြေးကြလို့လမ်းထဲမှာလူပြေးသွားတယ်ကိုကတော့မှတ်ပုံတင်နဲ့အိမ်အောင်စုဇရားထည့်ထားတဲ့အိတ်ကိုအရင်ဆွဲတာဒါရောင်ဖုံးမိကြံရစ်ခဲ့သေးတယ်လို့ဒေါ်ပုံမျိုးနယ်ကအထက်မြင့်တိုက်ခန်းနေပြည်သူတယောက်ကပြောပါတယ် လက်ရှိမြန်မာနိုင်ငံမှာငလီငယ်နဲ့ငလီအသင့်အတင့်စက်တိုက်ဆိုသလိုလှုပ်ခတ်နေတာပါ။ဒါကြောင့်မြန်မာနိုင်ငံတောင်ပိုင်းမြောက်ပိုင်းဒေသတွေမှာငလင်ကြီးထက်မှန်လှုပ်ခတ်လာနိုင်တယ်လို့မြန်မာနိုင်ငံငလင်အသင်းဒုတိယဥက္ကဋ္ဌဟောင်းဒေါက်တာမျိုးတန်းကမီဒီယာတခုကိုဖြေကြားထားပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကသခိုင်းပြည့်ရွေကျော်ကနေငလင်ပြင်းအား9.8လှုပ်ခတ်ပြီးတဲ့နောက်ပိုင်းငလီငယ်နဲ့ ငလျင်တင်းတင်းတွေဇက်တိုက်လှုပ်ခဲမှုအပေါ်ကိုတုံးတက်ပြောဆိုထားတာဖြစ်ပါတယ်။နောက်ပိုင်းစကိုင်းပြည့်ရွေကျောပေါ်မှာငလျင်ကြီးလှုပ်လာနိုင်တယ်လို့လည်းသူကပြောပါတယ်။ဘယ်နေရာတွေမှာငလျင်လှုပ်နိုင်တယ်လဲဆိုတာနဲ့ပတ်သက်လို့တေချာတာတစ်ခုကတော့2012ခုနှစ်တပိတ်ချင်းငလျင်လှုပ်သွားတဲ့အပိုင်းနဲ့မတ်လ28ရက်နေ့ကလှုပ်သွားတဲ့အပိုင်းတွေကလွဲရင်ကျန်တဲ့အပိုင်းတွေဖြစ်တယ်လို့ဆိုပါတယ်ပြင်းအားခုနှစ် ဒါမှမဟုတ်ခုနှစ်နှစ်အထက်လှုပ်နိုင်တယ်လို့ဒေါက်တာမျိုးတန်းကသုံးသပ်ထားပါတယ်။2010နှစ်ခုနှစ်မှာအင်အား6ဒသမ8နဲ့လှုပ်ခဲ့တဲ့တပိတ်ကျင်းကလေးဟာ1946ခုနှစ်အင်းဝန်ကလေး9ဒသမ5လှုပ်ခတ်ခဲ့တဲ့အပိုင်းကနေပြန်လည်လှုပ်ခတ်ခဲ့တာလည်းဖြစ်တယ်လို့ဆိုပါတယ်။အခု2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခဲ့တဲ့ငလင်က1956စကိုင်းငလင်လှုပ်ခတ်ခဲ့တဲ့အပိုင်းမြောက်ဘက်ကနေပြီးတော့ အလဲပိုင်းဝမ်းတွင်းမိတီလာအပိုင်းတောင်ဘက်လာရင်ဆောင်းငလင်းအပိုင်းဖြူးငလင်းအပိုင်းတွေစတိုက်လှုပ်ခတ်သွားတာဖြစ်ကြောင်းတွက်ချက်လို့ရတယ်လို့သူကပြောပါတယ်။တောင်ပိုင်းမှာကျန်နေတဲ့1930ပကူးငလင်းအပိုင်းကအနည်းငယ်များလာပါတယ်။ပြင်းအားခုနှစ်ပတ်ချာလဲထက်လှုပ်ဖို့ကြာချိန်ကနှစ်ပေါင်းတရအထက်ကြာတယ်ဆိုတော့အခုဆိုရင်နှစ်ပေါင်း65နှစ်ရှိသွားပြီဆိုတော့အနည်းငယ်ရှိလာနိုင်တယ်။ တတိထားရမယ်လို့ပြောလို့ရပါတယ်လို့ဒေါက်တာမျိုးတန်းကဆိုပါတယ်။ကိုရစုနောင်ပိုင်းကစတင်ခဲ့တဲ့မှတ်တမ်းတွေအရသမိုင်းတလျှောက်မှာပဲခူးမျိုးဟာပြင်းထန်တဲ့မြေငလျင်၁၀နှစ်ကြိမ်ထက်မနည်းခံစားခဲ့ရတဲ့ဒေသဖြစ်တယ်လို့သိရပါတယ်။သမိုင်းတလျှောက်မှာငလျင်နဲ့ပတ်သက်ပြီးရန်ကုန်အတွက်အဆိုးရွားဆုံးအတွေ့အကြုံကလွန်ခဲ့တဲ့65နှစ်ကလှုပ်ခတ်ခဲ့တဲ့1930ပဲခူးငလျင်ဖြစ်ပါတယ်။ ပြင်းအားမဂနီကျု9.3အဆင့်ရှိတဲ့အဲ့ဒီငလင်ဟာရန်ကုန်ကိုဥတီလှုပ်ခတ်ခဲ့ခြင်းမဟုတ်ဘူးလို့သိရပါတယ်။ရန်ကုန်မှမိုင်60ခန့်กว่าဝေးတဲ့ပဲခူးတိုင်းခရမ်းမြို့အနီးဗဟိုပြုကလှုပ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့လေးလာမှတ်သားရပါတယ်။ငလင်ရဲ့အပြင်းထန်ဆုံးဗဟိုချက်မကိုရန်ကုန်ကမခံစားခဲ့ရပါဘူး။ အဲ့ဒီငလျင်နောက်ပိုင်းပြင်းအားအနှဲငယ်သာရှိတဲ့ငလျင်တွေကလွဲလို့ရန်ကုန်မှာပျော့ပလောက်တဲ့ငလျင်တံကိုမခံစားကြရတော့ပါဘူး။ဒါကပေမဲ့လည်းရန်ကုန်ဟာငလျင်နဲ့ပတ်သက်ပြီးသတိထားရမယ့်မြို့တစ်မြို့ဖြစ်တယ်လို့ပညာရှင်တွေကသတိပေးနှိုးဆော်နေစေဖြစ်ပါတယ်။ရန်ကုန်မြို့မှာလွန်ခဲ့တဲ့2023ခုနှစ်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အထက်မြင့်တိုက်တချို့ဘေးကိုရိုင်းသွားတာမျိုးရှိခဲ့ဘူးပါတဲ့2023ခုနှစ်စက်တင်ဘာလ23ရက်နေ့ညနေ9:33မိနစ်ဝန်းကျင်ကအင်အားရစ်ချက်တာစကေး3တတမ9အဆင့်နဲ့လှုပ်ခတ်ခဲ့တဲ့ငလင်းဖြစ်ပါတယ်။ပကိုးတိုင်းဒိုင်ဦးမျိုးရဲ့အနောက်ဘက်20တမိုင်ကွာကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာပါ။ ဒါအပြင်အဲ့ဒီည၈နာရီ54မိနစ်ဝန်းကျင်ကလည်းပဲခူးမြို့မှာအင်အားရစ်ချက်တာစကေးငါတဒမတဲ့အဆင့်ရှိအင်အားအတင်းတင်းရှိတဲ့ငလင်လဲထပ်မံလှုပ်ခတ်သွားခဲ့ပါသေးတယ်။အဲ့ဒီငလင်ဟာပဲခူးမြို့ရဲ့အနောက်ဘက်၁၂မိုင်ခန့်အကွာရန်ကုန်တိုင်းလဲကူးမြို့နယ်အင်းတကော်အနီးဗဟိုပြူပြီးလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်နဲ့ပဲခူးတိုင်းအတွင်းနေထိုင်သူတွေဟာအဲ့ဒီငလျင်လှုပ်ခတ်မှုတွေကိုတိတိတတ်တာခံစားခဲ့ကြရတာဖြစ်ပါတယ်။ဒါအပြင်ငလျင်တန်ကြောင့်ရန်ကုန်တိုင်းအတွင်းမော်ဘီမြို့နယ်နဲ့တင်ငန်းကျုံမြို့နယ်တို့ကအထက်မြေလူနေကန်ထရိုက်တိုက်တချို့ဘေးကိုရိုင်းပြီးပူးကပ်သွားတာ တိုက်ပီးနေရန်တွေမှာအကွဲချောင်းတွေထွက်လာတာကွန်ကရစ်တွေကွာကြတာတာသနီးကအဆောက်အုံတချို့ပြိုကျပျက်စီးတာတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ရန်ကုန်မှာငလင်းလှုပ်တာကပြင်းအားတိတ်မကြီးပေမဲ့ဘာကြောင့်ငလင်းကိုတိတိတသာခံစားရတာလဲဆိုရန်ကုန်မြို့တည်ရှိနေတဲ့နေရာကမြေပြော့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပါလို့ငလင်းပညာရှင်တယောက်ကပြောပါတယ်။ ရန်ကုန်မြို့တည်ရှိတဲ့အေယာဝရီမြို့ဝကျုံပေါ်ဒေသကြီးတစ်ခုလုံးဟာမြေပြော့တွေနဲ့ဖုံးလွှမ်းထားတာဖြစ်တယ်လို့ဆိုပါရယ်။အေယာဝရီမြစ်ချင်းတွင်းမြစ်စစ်တောင်းမြစ်မြစ်လက်တက်တွေအများကြီးကနေပြီးပင်လယ်တဲကိုစီးဝင်လာတဲ့အချိန်မှာပို့ချထားတဲ့နှုံးတွေမြေပြော့တွေရှိနေတာဖြစ်တယ်လို့သိရပါရယ်။ အဲ့ဒီမြေပြော့တွေဟာရန်ကုန်အပြင်အနောက်ဘက်ဆိုပသိမ်မြောက်ဘက်ဆိုရင်လည်းပြည်မျိုးမရောက်ခင်နေရာအထိဖုံးဝန်းထားတာဖြစ်တယ်လို့သိရပါဗျ။ဒီလိုမြေပြော့မျိုးမှာငလင်လှုပ်တဲ့အခါထွက်လာတဲ့ငလင်လိုင်းကမြေပြော့ထဲမှာဖြတ်တန်းရတဲ့အတွက်မူလလှုပ်ရမယ့်အစထက်ပိုပြီးတော့ကြီးသွားတာဖြစ်တယ်လို့သိရပါဗျ။လိုင်းရဲ့သွားပုံကအတန်လိုင်းနဲ့အတူတူပဲရေလဲပါတယ်။ မြေပြော့တွေထဲမှာငလင်လိုင်းဖြက်လို့ရှိရင်မူလားထပ်ပို့ပြီးတော့ငလင်လိုင်းကိုကြီးထွားစေတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ရန်ကုန်မြို့မှာငလင်လှုပ်တဲ့အခါအင်အားနှေးပေမဲ့အရန်ပြင်းထန်သွားတာမျိုးခံစားရတယ်လို့သူကပြောပါတယ်။ဒါကြောင့်ရန်ကုန်မြို့မှာ1930ပြည့်နှစ်တုန်းကလှုပ်ခဲ့တဲ့ပြင်းအားမဂနီကျု9.3အဆင့်ရှိတဲ့ငလင်မျိုးနဲ့လှုပ်ခဲ့မယ်ဆိုရင်မြေပြော့ဖြစ်နေတဲ့အတွက်ကြောင့်ထိခိုက်မှုများနိုင်တယ်လို့ဆိုပါတယ်။ ဒါအပြင်ဆောက်လုပ်ထားတဲ့အထက်မြင့်တွေရဲ့အရေးသွေးပေါ်မှာမူတည်ပြီးပျက်စီးမှုနှုန်းပုံမှန်များပြားနိုင်တယ်လို့ဆိုပါရယ်မြန်မာနိုင်ငံမှာငလင်လုတ်ခတ်နိုင်ခြင်းနဲ့ခံစားရနိုင်ခြင်းတို့အတွက်ပညာရှင်တွေကလေးလာတွက်ချက်ထားမှုတွေရှိပါတယ်အဲ့ဒီအခြေအနေတွေဟာအပျက်စီးအများဆုံးအဆင့်ဖြစ်တဲ့ဇုံ၅အဖြစ်ဖြစ်စီးမှုများဆုံးဇုံ၄အဖြစ်ပြင်းထန်ဆုံးဇုံ၃အဖြစ်အားပြင်းဆုံး ဇုံနှစ်အဖြစ်အားလက်ဆောင်နဲ့ဇုံတကူအားနည်းဆောင်ဆိုပြီးအစင်းအစင်းသတ်မှတ်ထားပါတယ်။စတင်တိစောက်ခဲ့တဲ့ရန်ကုန်မြို့ဟောင်းဟာအားလက်ဆောင်ပေါ်မှာတည်ရှိတယ်လို့သိရပါတယ်။တိုးချဲ့ထားတဲ့အရှိဘက်ရှိမြို့တစ်တွေကတော့အားပြင်းဆောင်ပေါ်မှာရောက်ရှိနေတယ်လို့ပညာရှင်တွေက ပြောကြားထားကြပါတယ်။လက်ရှိမှာရန်ကုန်မြို့ရဲ့လူဦးရေဟာတနေ့တခြားများပြားလာနေပြီးအဆောက်အအုံတွေဟာလည်းတိုးပွားလာခဲ့ပြီဖြစ်ပါတယ် လူ90သေဆုံးခဲ့တဲ့ပကူးငလင်းလှုပ်ခတ်ခဲ့တဲ့1930ပြည့်နှစ်ကရန်ကုန်မှာ လူဦးရေတိမ်ခနန်းသာရှိခဲ့တာပါ။အဲ့ဒီအချိန်ကအထက်မြင့်အဆောက်အုံတွေလည်းပြောပါတော့အောင် မရှိသေးပါဘူး။ဒါပေမဲ့လည်းအခုအချိန်မှာရန်ကုန်မြို့မှာလူဦးရေ9တန်းဝန်းကျင်နေထိုင်နေပြီဖြစ်ပါတယ်။2014ခုနှစ်အတွင်းကထုတ်ပြန်ခဲ့တဲ့တန်းကောင်စရင်အရာ ရန်ကုန်မှာအုတ်အင်္ဂရီစတဲ့ပစ္စည်းတွေကိုအခြေခံပြီးစောက်လုပ်ထားတဲ့အဆောက်အုံ9သိန်းကျော်ရှိနေတယ်လို့သိရပါဗျ။အဲ့ဒီပမာဏဟာတနိုင်ငံလုံးရှိအဆောက်အုံရေတွဲရဲ့၄ဘုံတဘုံဖြစ်တယ်လို့သိရပါဗျ။ဂျိုတင်ပြင်ဆင်ထားမှုအပိုင်းဆိုဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိသေးဘူးလို့ပဲ ဖြေရမှာပဲ။အရေးကြီးတဲ့စာရွက်စာတမ်းစည်းဝါးနဲ့ကို့အတွက်အရေးကြီးတဲ့ပစ္စည်းဥစ္စာတွေကိုတော့ထုတ်ပိုးပြင်ဆင်ထားတယ်။ အဆောက်အုံတွေနဲ့လုကင်းတဲ့နေရာကိုဘလို့ရွှေ့ပြောင်းနေထိုင်လို့အဆင်ပြေမလဲဆိုတာကိုတော့ကြုံမတွေ့ထားမိသေးဘူးလို့ရန်ကုန်မြို့နယ်ပြည်သူတယောက်ကပြောပါတယ်။ငလီလှုပ်တဲ့အခါအင်အားရစ်ချက်တာစကေးတမ4.9အထိဖြစ်ပါက အနည်းငယ်လှုပ်ခတ်ခြင်းဖြစ်ပြီးရစ်ချက်တာစကေး9မှ5.9အထိလှုပ်ခတ်မှုကတော့အင်အားတင်းတင်းဖြစ်ကပျက်စီးမှုအနည်းငယ်ရှိနိုင်တယ်လို့သိရပါတယ်။ရစ်တာချက် ကာစကေး6မှ9.5အထိလှုပ်ခတ်ရင်တော့အင်အားပြင်းအဆင့်တက်မှတ်ပြီး အပြည့်အစည်းများက rich ကာစကေး9.6နဲ့အထက်ကိုတော့အားလွန်ပြင်းတဲ့ငလင်အဖြစ်သတ်မှတ်ပြီးကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပွားနိုင်တယ်လို့သိရပါဗျ။လက်ရှိရန်ကုန်မြို့အနေနဲ့ပဲခူးငလင်ဖြစ်စဉ်ရဲ့တကြောပြန်လှုပ်ရှားနိုင်တဲ့အလားအလာကိုသိရှိထားပြီးကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ထားသင့်တယ်လို့ပဲ။ရခိုင်ပြည်နယ်အနေနဲ့လည်းကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ထားသင့်တယ်လို့ မိုးစလဌာနမြင်းကလင်းဌာနခွဲမှဒုတိယညွှန်ကြားရေးမှူးဒေါက်တာရေမျိုးမင်းထွေးကပြောပါရယ်တမိုင်းထောက်ထားတွေအရစစ်တွေမျိုးအနည်းမှာလဲ1962ခုနှစ်ကအင်အားပြင်းထန်တဲ့ငလင်ကြီးတစ်ခုလှုပ်ရှားခဲ့တာကြောင့်အဲ့ဒီငလင်နဲ့ပတ်သက်ပြီးလဲကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ထားတဲ့လို့သူကပြောပါရယ်စစ်တွေအနည်းလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ဆူနာမီရေလိုင်းတွေလည်းဖြစ်ပေါ်ခဲ့တယ်လို့သိရပါရယ်လေးလာချက်အရာ အဲ့ဒီနေရာမှာငလင်းလှုပ်ရှားခဲ့တာဟာအခုအချိန်မှဆိုရင်နှစ်ပေါင်း260ခန့်ရှိပြီဖြစ်တာကြောင့်အဲ့ဒီဒေတာအနီးတစ်ဝိုက်မှာလဲ1962ခုနှစ်ကလှုပ်ရှားခဲ့တဲ့ငလင်းဖြစ်စဉ်ကိုသိရှိထားပြီးကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ထားတယ်လို့ဆိုပါတယ်ငလင်းလှုပ်ရှားနိုင်တဲ့ဒေတာဒါမှမဟုတ်ငလင်းပြည့်၍တည်ရှိရာဒေတာမှာနေထိုင်ကြသူတွေအဖို့ငလင်းတတိအမြဲရှိနေကြဖို့အလွန်လိုအပ်လာပါတယ် နလင်းလှုပ်ရှားမှုကြောင့်ထိခိုက်ဆုံးရှုံးမှုတွေမရှိရစေဖို့ကြိုတင်ပြင်ဆင်ထားမှုတွေလည်းပြုလုပ်ထားကြရမှာဖြစ်ပါတယ်။ဒါအပြင်ငလင်းမလှုပ်မီနလင်းလှုပ်စင်နဲ့နလင်းလှုပ်ပြီးချိန်တွေမှာပြုလုပ်ကြရမယ့်အချက်တွေကိုလည်းသိရှိထားဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံဟာရှေးရခင်နှစ်တန်းပေါင်းများစွာကတည်းကကမ္ဘာငလင်ကျောနဲ့ပြည်တွင်းရှိငလင်ပြည့်ရွေတွေပေါ်မှာတည်ရှိနေတာပါ။ဒါကြောင့်ငလင်တန်ကို မကြာခဏဆိုသလို ခံစားရတဲ့နိုင်ငံတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒါပေမဲ့ငလင်ဘေးနဲ့ပတ်သက်လို့ရှေးရခင်ခေတ်ကာလအစဉ်ဆက်မှသည်ယနေ့ထက်တိုင်ကြိုတင်ကာကွယ်ရေးလူမှုအသိပညာပေးမှုနဲ့ထိခိုက်ဆုံးရှုံးနိုင်မှုနည်းနိုင်သမျှနည်းပါးစေရေး စားရဲစနစ်ကြပြီးလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်တဲ့အစီအမံနဲ့အစီအစဉ်တွေချမှတ်ထားရှိမှုမှာတော့အားရကျေနပ်စရာအနေထားမရှိသေးပါဘူး။အဲ့ဒီအစီအမံနဲ့အစီအစဉ်တွေဟာအစီရင်ခံစာရွက်တွေပေါ်နဲ့ပြင်ပမှာဟန်ပြတတ်တတ်အနေထားသာရှိနေသေးတယ်လို့တဘာဝဘေးဆိုင်ရာကျွမ်းကျင်သူတွေနဲ့ပြည်သူတွေက ပြောဆိုလျက်ရှိကြပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့ငလင်းကြောင့်ထိခိုက်သေးဆုံးခဲ့ရသူ၄000နီးပါးရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ9000ကျော်နဲ့ပျောက်ဆုံးသူ140ကျော်ရှိခဲ့တယ်လို့စည်ရင်းတွေအရသိရပါဗျ။ပျက်စီးဆုံးရှုံးမှုတွေလည်းများစွာဖြစ်ပေါ်ခဲ့ရတာပါ။ဒီအတွက်စိတ်မကောင်းခြင်းများစွာဖြစ်ရသလိုသင်ကန်းစာယူကအနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုတွေလည်းဆောင်ရွက်သင့်ပြီးဖြစ်ပါကြောင်းအတိပေးလိုက်ပါရရှင်။